ကီမှာ passport 3ခုရှိပါတယ်အဲဒါကတော့ကီရိုနိုင်ငံကူးလက်မှတ် passport ပေါ့နော်ဒီ passport နှစ်ခုချောင်းကိုကီပြပြပေးသွားမှာပါနှစ်ခုကကြတော့ Kuka Yusan Pamonkose ရဲ့ပြီးတော့လို့ရှိရင် Bette Myeongsan ဆိုပြီးတော့ပေါ့နော်နှစ်ခုရှိပါတယ်အဲ့တော့ဒီနှစ်ခုကဘယ်လိုရနိုင်တာလဲဘာတွေပါလဲဆိုတာကိုပြပြပေးသွားပါမယ် အဲ့ပထမဦးဆုံးအနေနဲ့ခုကာယူဆန်ဘမွန်ကိုဆစ်ဆွဲ passport ကကြတော့ကိုကိုတိုင်းရှောက်လို့ရတယ်။အပတ်စံနေပါလေပေးစရာမလိုဘူးပေါ့နော်။ basic korea heritage ဆိုတဲ့ instagram ကနေပြီးတော့သွားရှောက်လို့ရပါတယ်။သူကကြတော့ဘလိုပုံစံမျိုးလဲဆိုတော့ဒီကိုရီးယားနိုင်ငံတည်းမှာရှိတဲ့ယဉ်ကျေးမှုအမွေနဲ့နေရာတွေပေါ့နော်ဒီမှာဆိုရင်ဒီစာအုပ်ထဲမှာ68နေရာပါတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကေရောဒီကိုရီးယားတနိုင်ငံလုံးမှာရှိတယ်ပေါ့နော်ဒီ ဒီ passport ထဲမှာသွားရမယ့်နေရာ68နေရာနိုင်ငံလုံးအနှံ68နေရာသွားရမယ်သူရဲ့ team တစ်ခုချင်းနေလဲသူပြောပြထားရပါတော့ဘယ်မျိုးမှာဆိုရှင်ဘယ်နေရာဆိုပြီးတော့ပြောထားပါတယ်အဲ့တော့အဲ့ဒီဟာကိုမြေပုံအရာကြည့်မယ်ဆိုလို့ရှင်ဒီလိုမျိုးမြင်ရမှာပေါ့နော်ရောရကြည့်မယ်ဆိုတော့ဒီမှာနံပါတ်လေးလည်းရေးပြထားတယ်။သူကနတစ်ကနေ68နံပါတ်တက်ပေးထားတယ်လို့မျိုးမြေပုံထဲမှာလည်းပဲအဲနံပါတ်ဘလောက်ကဘယ်နေရာမှာရှိတယ်ဆိုရေးထားတာဆိုဥပမာထားပါတော့ကိရဲဂျေဂျူဒိုကိုသွားရဆိုလို့ရှိရင်ဂျေဂျူဒိုထဲမှာရှိရမြင်ရတဲ့နံပါတ်တွေကိုရှာပြီးသွားလို့ရရဆိုတဲ့ပုံမျိုးပေါ့နော်။ အဲဒီမှာဆိုလို့ရှိရင်ဒါကေတစိတ်တုံးထူထားတဲ့အနေထားပေါ့နော်။အဲဒီ passport ကဒီနေရာရဲ့တစိတ်တုံးကကြတော့ကေတို့အစီမံရှိနေရမျိုးမဟုတ်ဘဲနဲ့အဲ့ဒီနေရာကိုသွားမှသာလေအဲ့ဒီနေရာမှာရှိတဲ့တစိတ်တုံးနဲ့ထုလိုက်ရမယ့်သဘောမျိုးပေါ့။တစိတ်တုံးတစ်ခုနဲ့တစ်ခုနဲ့ကလည်းပုံစံမတူတာဆိုတကယ်ဒါထုပြီးသားပုံစံပေါ့နော်။ပြီးတော့အရှိမကေထုထားတဲ့နောက်တစ်နေရာမှာဆိုလို့အယောင်လဲကွာတယ်ပုံစံလဲကွာတယ်ဆိုတော့တွေ့ရမယ်ပေါ့နော်။ အဲ့တော့ဒီတဲကနေရာ68နေရာလုံးပြည့်သွားပြီဆိုရှင်ကီရိုတက်ဘာရနိုင်မလဲပေါ့နော်။ဘာရှိလဲဆိုတဲ့အခါကျတော့ကီကြည့်ရသလောက်ဆိုလို့ရှင်တော့ Basic Korean Heritage ဆိုတဲ့ Instagram မှာတင်ထားတဲ့ပုံရဆိုရင်ဒီနေရာအကုန်လုံးကို ရောက်သွားရဲနိုင်ငံခြားသားကတယောက်ပဲရှိသေးရပေါ့နော်။အဲ့တော့သူ့ကိုဒီမှာသူက Chop Wegukin Wanju Cha ဆိုပြီးခင်ညုံရှိဆိုပြီးအမတ်တရအခမ်းအနားနဲ့ကို ူ့ကိုအမှတ်တရလက်ဆောင်ပစ္စည်းလည်းပေးပြီးတော့ဗောနော်အဲ့လိုမျိုး interview တွေပါလည်းရိုက်ထားရတယ်အဲအဲ့ဒီက ရင်ကျင်းမှုအမွေအနေနဲ့တက်ဆိုင်တဲ့တာဝန်ခံလူကြီးတွေနဲ့လည်းတွေ့ဆုံပြီးတော့ဗောနော်စကားပြောထားတာမျိုးလေးလည်းရှိပါတယ်အဲ့တော့ဒီဟာရေအကုန်ပြီးသွားပြီဆိုလို့ရှင်အဲ့လိုအခွင့်အရေးတွေရှိမယ်ဗောနော်အဲ့ဒီဟာရေအကုန်လုံးကို तू ကဘယ်နေရက်နဲ့ပြီးသွားရလဲဆိုတော့86နေရာဗောနော်သူ့တုံးက passport နဲ့ကေရိုဒီမှာလောက်ထားတဲ့ passport နေရာဘာရှင်းတော့မတူဗောနော်အဲ့တော့ passport တစ်ခုနဲ့တစ်ခုနဲ့ဘာရှင်းအစ်စ်တွေလည်းထွက်တာမျိုးရှိပါတယ်အခုနောက်ဆုံးထွက်ထားတာကတော့68နေရာဗောသူ့တုံးကဆိုလို့ရှင်86နေရာကို ရက်60အတွင်းမှာတွားခဲ့တာပါအဲ့တော့ပြီးတော့ရေဆိုလို့ရှိရင် အမတရအခမ်းအနားနဲ့လက်ဆောင်ပေးရဆိုတဲ့ပုံမျိုးလေးတော့ရှိတယ်ပေါ့နော်နောက်ထပ် passport တစ်ခုကကြာတော့ဒါကဒယမင်ကုဖိတ်တဲ့မြုံစမ်းပေါ့ဒီ passport ကတော့ကိုယ့်ကိုဝယ်ရမှာပေါ့နော်ကိုယ့်ကိုဝယ်ရမယ်ပြီးတော့သူ့ passport မှာတစ်ခါတည်းပါတဲ့စိတ်တုံးလေးရှိရပေါ့နော်ဒါကကြာတော့ကိုယ့်ဘက်ကို တစိမ့်တုံးထူရမယ်သဘောမျိုးပေါ့နော်ခုနကပြခဲ့တဲ့ဒီရင်ချင်းမှုအမွေနည်းနေရာသွားတဲ့တစိမ့်တုံးကကြာကိုသွားတဲ့နေရာကြမှာတို့ကတစိမ့်တုံးထူပေးတာဖြစ်ပြီးတော့ဒီဟာကိုယ့်ကိုရှောက်ပြီးတော့ယူလို့ရတဲ့ passport ပေါ့နော်ဝယ်စရာမလိုတဲ့ passport ဒါကကြာကိုယ့်ကိုယ်ဝယ်ရမယ့် passport ဖြစ်တဲ့တစိမ့်တုံးတစ်ခါရပါပြီးသားပေါ့အဲ့ဒါကြာကိုယ်သွားပြီးသွားတဲ့နေရာဆိုလို့ရှိရင်ကိုယ့်ကိုယ်ဒီမှာတစိမ့်တုံးထူလိုက်အောင်ပဲပေါ့နော်ဒီမှာပြထားတဲ့လိုမျိုးလေးပေါ့နော်ကေဆိုလို့ရှိရင်ဒီမှာဆမဆန်း ဆက်မဆန်းသွားထားတာကိုတစိုက်တုံးထူထားပါဘောเนาะကိုကိုပြီးတော့လို့ရှင်ဒီအလေနားလေးမှာ K တောင် တက်ခဲ့တယ်ဘောเนาะအဲ့တောင်တက်ခဲ့တဲ့ဒိတ်ကိုလည်းရေးလို့ရတယ်ဘောเนาะအဲ့ဆိုရင်ဒီ passport လည်းပဲထုတ်နေတူဘောဒါတွေအကုန်ပြီးသွားရင်ကြီးတို့ဘာရမှာလဲဘာဒါတွေအကုန်ပြီးသွားရင်ဆိုအဲ့ဆိုဒီတိုင်းကိုမသွားဘဲနဲ့ထူလိုက်လို့ရရမဟုတ်ဘူးလားဆိုပြီးတော့တွေးလို့ရရဘောအဲ့တော့ဒီ passport တွေကဒီတောင်နေဘောเนาะတောင် ခုတရာအခုတရာလုံးတက်ပြီးသွားရေဆိုရှင်ကိရောမှာဘာခံစား권ရှိလဲဆိုလို့ရှင်ကြတော့ဒီဟာကဒီစာအုပ်ထဲမှာပဲတစိမ့်တုတ်ထုတ်လိုက်အောင်နေမပြီးဘူးပေါ့နော် Onil Tinsan ဆိုတဲ့ application ရှိပါတယ်အဲ့ဒီမှာကိုတောင်တက်ထားခဲ့တယ်ဆိုရဲဓာတ်ပုံနဲ့တကွာအဲ့လိုမျိုး instant လောက်ရတယ်ရှိရပေါ့နော်အဲ့ဒါအကုန်လုံးတကယ်လဲတက်ပြီးသွားခဲ့ပြီဆိုလို့ရှင်တော့တောင်တက်အဖွဲ့စီတောင်တက်အသင်းတွေကနေပြီးတော့ဒါတွေအကုန်လုံးကိုရဲ့နိုင်ငံမှာရှိရတကယ်နာမည်ကြီးတဲ့တောင် အခုတရားကိုတက်သွားပြီဆိုတာဖြစ်တဲ့ကြောင့်အတိမပြုလက်မှတ်တော့ရနိုင်နေပေါ့နော်အဲ့တော့ဒါကတော့ကွက်ကိုဝယ်ပြီးတော့လုပ်ရမယ့်ပုံစံမျိုးပေါ့ခုနက passport ကကြာတော့အမ်ကေရိုဒီယဉ်ကျေးမှုအမွေအနှစ်နဲ့သက်ဆိုင်တဲ့ဒီ visit korean heritage ဆို IG ကနေပြီးတော့ကိုရန်သွားလျှောက်ပြီးတော့သွားပြီးတော့လို့ရှင်အမတ်တရားအခမ်းအနားတွေပိုင်းနဲ့အကုန်ပြီးသွားရဆိုရှင်လက်ဆောင်ရနိုင်ပုံစံမျိုးရဲ့ဒါကတော့ကွက်ကိုဝယ်ပြီးတော့မှတက်ရမယ့်ပုံစံမျိုးပေါ့နော် အဲ့တော့ကေရို passport ဆိုရဲသဘောတရားပေါ့နော်ဒါတွေအကုန်ပြီးသွားတော့မှလက်ဆောင်တွေပါရမှာ မပြီးလေးကိစ္စမရှိဘူးပေါ့နော်အဲ့လိုမျိုးဟိုစဉ်းစားမနေတော့ဘဲနဲ့ဒီတိုင်းမဲ့ကို့ passport ဆိုတဲ့သဘောတရားအရကိရိုဒီတိုင်းနိုင်ငံကူးလက်မှတ်ဆိုလို့ရှိရင်လည်းပဲကိုသွားခဲ့တဲ့နိုင်ငံကြီးပြန်ကြည့်လို့ရအောင်ပဲထားထားပါတော့။ဒါကြီးဘယ်နဲ့နိုင်ငံသွားထားလို့ဘာကြီးစုရမယ်ဆိုတွေးပြီးတော့ထားတာမျိုးလည်းမဟုတ်ဘူး။ရန်ကောက်ကိုနိုင်ငံကူးလက်မှတ်အနေနဲ့ရှိနေတဲ့ကိုကကြတော့လေကိုခီးသွားထားတယ်။အော်ကိုဖယ်နေရာတွေတော့ရောက်ခဲ့ပြီးသွားပြီဆိုတဲ့ဟာမျိုးလေးကိုမှတ်တမ်းမှတ်ရနေနေလည်းရှိတဲ့ပုံစံမျိုးဆိုတော့ကီကတော့ဒီမှာပြထား68နေရာလုံးလည်းမသွားနိုင်သေးတယ်လို့ဒီမှာပြထားတဲ့အတောင်အခုတရာလည်းမတက်နိုင်သေးပါပဲ။ အာသဘောကျရတဲ့ကြောင့်မလို့ကြီးဝယ်ထားတာပေါ့နော်ဝယ်ထားပြီးရှောက်ထားတဲ့ဟာလေးပါအဲ့တော့အကုန်လုံးပဲအာစိတ်ဝင်စားရတယ်ရှောက်ချင်တယ်ဆိုလို့ရှိရင်ကြီးကိုအသေးစိတ်လာပြီးမေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်